ားလုံးမင်္ဂလာပါ UK Match Day ရဲ့ Facebook နဲ့ YouTube Channel ကနေကြိုဆိုပါတယ် Champion Pay တက်တဲ့အောင်းလည်းမင်္ဂလာပါ Manchester United အသင်းကအခုလက်ရှိမှာ Borussia Dortmund ကို ပြောင်းလာတဲ့ Jude Bellingham ကိုသဘောကျတယ်အဲ့ဒီကစားမလေးကိုအသင်းတော်တော်များများသဘောကျတော့ United အသင်းနဲ့မဟုတ်ဘူး၅သင်းလောက်ရှိတယ်သူသဘောကျတဲ့အချိန်မှာဒီ chart လေးရဲ့အခြေအနေပေါ့လေဒီ chart လေးကလူငယ်လေးပဲရှိတယ်ဒါပေမဲ့ပြဿနာကဘာဖြစ်လဲဆိုတော့အသက်ကအသက်20ပဲရှိတယ်ဆိုတော့သူကဗျာ ဒီဂျူပါလင်ကန်လိုပုံစံမျိုးဖြစ်မယ်ဆိုပြီးတော့အားလုံးကပြောလင်းထားတယ်ဘရူရှာဒေါ်မန်ကိုရောက်လာတဲ့စူပါစတာဖြစ်ပြီးတာနဲ့တစ်ချိန်ချိန်မှာဥရောပထိပ်တန်းကလပ်တွေကိုဒါဟိုဘရူရှာဒေါ်မန်ကရောက်မယ်အဲ့ဒါသူတို့ရဲ့ပလန်ပဲသူတို့ကအရင်တည်းကလည်းအဲ့ပုံစံပဲလုပ်နေတဲ့အချိန်မှာဒီဂျိုးပါလင်ကန်ကအခုဒီနေ့ရာသီအစမှာတော့တောက်လျှောက်ရုန်းကန်ရတယ်ဒီချာတလေးကဒါအသက်20ရှိပြီးတော့အင်္ဂလန် under 21မှာကစားနေရင်ဒေါ်မန်အသင်းမှာ ဒါအခုတောက်လျှောက်ရုံးကန်နေရတယ်ဘရီရှာဒေါ်မန်ရဲ့ဒီနေ့ရာသီအစကလပ်ဝေါ်ကပ်မှာသူကောင်းတယ်ဗျပြီးခဲ့တဲ့ကလပ်ဝေါ်ကပ်ပြိုင်ပွဲမှာသူ၄ပွဲကစားတယ်တကိုးသွင်းတယ်ဒါပေမဲ့နီကိုကိုဘကသူ့ကိုတိတ်မချိုက်ဘူးပြီးခဲ့တဲ့ရပိုင်ကဒီဂျိုးပါလင်ကန်ရဲ့မိဘတွေဖြစ်သူကအဝင်လဲကန်တိဝင်လာပြီးတော့ဟိုဆွတ်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 ဒီဆွတ်ဆွတ် နောက်သူ့သားကိုဘာကြောင့်ပွဲထွက်လူစင်းမှာမတုံးလဲဆိုတဲ့ complaint တွေတက်ပြီးနောက်ပိုင်းမှာသူ့ကိုလုံးဝခောက်လိုက်တာခောက်လိုက်တော့အဲကောင်လုံးဝကစားလို့မရဘူးဒီနေ့ရသည်သူ6ပွဲကစားရတယ်နောက်နေ့ ဒီဖလားပွဲတပွဲကစားတယ်တိုတယ်ဆယ်ပွဲကစားပြီးဂိုးတကိုးမှလည်းမသွင်းထားဘူး။နောက်ကလပ်ဝေါ်ကပ်မှာတော့သူတကိုးသွင်းထားပြီးတော့အခုအဲ့ဂျိုးပါလင်ကန်ကိုမန်ချက်စတာယူနိုက်တက်အသင်းကစိတ်ဝင်စားတယ်။မန်ယူနိုက်တက်အသင်းကလိုချင်တယ်။ဒီချာတိတ်လေးကအခုလောလောဆယ်ဘွန်ဒစ်စီကာမှာထုစုပေါင်းမိနစ်169မိနစ်ပဲကစားပြီးတော့မိနစ်60အပြည့်တပွဲမှလည်းမကစားထားရသေးဘူး။ဆိုတော့ Man United ရဲ့ Crystal Palace ကနောက် Premier League အသင်းနောက်ထပ်မဖော်ပြတဲ့အသင်းနှစ်သင်းနဲ့၄သင်းလောက်သဘောကျတယ်။ဆိုတော့ Joe Bellingham ရဲ့လက်ရှိ current market ပေါက်ကြီးက Euro တန်30ဖြစ်တယ်။ဒီ chart date ကို Dortmund ကခေါ်ယူခဲ့တဲ့အချိန်က ပြောင်းရွှေ့ချေ Euro တန်30.5တန်း ော့3တန်းလမ5တန်းဆိုတော့ပြောချင်တာဗျာဆန်ဒလန်ကနေခေါ်တဲ့ချိန်မှာအဲ့လောက်ပဲပေးရတယ်ဒါပေမဲ့သူတို့ကတွတ်ထားတာမဟုတ်လေတခြားတဲ့ကိုတစ်ချိန်ချိန်မှာဈေးအကြီးကြီးနဲ့ရောင်းမယ်ဆိုတဲ့ရည်ရွယ်ချက်ဖြစ်တဲ့ချိန်မှာ Manchester United ကအခုလောလောဆယ်မှာ cheaper option တခုစဉ်းစားတယ် Adam Warden ကိုတွားရင်တန်း60 90မကပေးရမယ် Carlos Vela ကတေချာပေါက်တရာချိုပေးရမယ်အဲအဲ့ဒီနေရာမှာ Elliot Anderson ကလည်း80လောက်ထိပေးရမယ်အချိန်မှာ okay why not ဒီအင်္ဂလိပ်လူငယ်လေးဖြစ်တဲ့ ဂျိုးဘာလင်ဂါလိုချာတေတေးကိုငါတို့ခေါ်တဲ့လားဆိုပြီးစဉ်းစားတယ်။သူရဲ့အဓိက position က central midfield position ဖြစ်တယ်။ DM လည်းကစားနိုင်တယ်လို့ IM လည်းကစားနိုင်တယ်။ဒါပေမဲ့ question က Kobe Melu လောက်ကိုအားကိုးရမလား။ဒီချာတေလေးကအသက်20ဆိုတဲ့အားရယ်သူရဲ့ယုံကြည်မှုကတော့တော်တော်လေးမြင့်နေချိန်မှာ Man United က cheaper option ကျွန်တော်ဟိုတနေ့ကသတင်းတပုတ်မှာတွေ့တဲ့ချိန်မှာ Man United ကဈေးသက်သာနဲ့ကစားမတယောက်ထက်ကွင့်လေတယောက်တော့ strong ဖြစ်ဖို့လိုအပ်တယ်။ဆိုတော့အခုကကလပ်ကဗျာ ကက်ဆီမီရိုတို့ဘာလို့ကိုတော့ဆက်ထိန်ထားကြနေတာထိန်တာအဓိကချက်ကကက်ဆီမီရိုကိုလာစားရှော့ရင်ထိန်ထားရင်သူနဲ့သူကွင်းလေကလူငယ်တယောက်နဲ့တွဲမဲ့ပုံစံဆိုတော့ဒီဂျိုးဘာလင်ကန်ကို United ပြည်သက်တည်းဘလို့မြင်လဲကြိုက်လားကျွန်တော်ထင်တော့အဲအသက်20ပဲရှိတဲ့ကစားမတယောက်အတွက်တန်း40 45တန်းလောက်ဆိုတော့မဆိုးပါဘူးခုနပြောလို့60အခု United က Bayern Munich ရဲ့ Pavlovic လည်းသဘောကျတယ်အခုဂျိုးဘာလင်ကန်လည်းသဘောကျတယ်နောက်တစ်ဖက်က Adam Warden သဘောကျတယ် အလီယက်အန်ဒါဆန်သဘောကျပြီးတော့ကာလော့စ်ဘာလီပါကာလော့စ်ဘာလီပါရဲ့ပြောင်းရွှေ့ကြတော့လက်မကြီးနဲ့136တန်းခုနပြောဆိုအလီယက်အန်ဒါဆန်လည်း80လောက်ပေးရနိုင်တယ်အဲ့နေရာမှာအဒမ်ဝါတန်က80လောက်ဆိုရကောင်းရနိုင်သူဒီဘယ်လင်ဂန်ကတော့ကျွန်တော်ထင်တော့20 40နဲ့50တောင်မဖြစ်50တောင်မမရတော့ဘူးသူပွဲထွက်ခွင့်သိမ့်မရတဲ့ကြောင့်40လောက်ရနိုင်တယ်ဒီဘိုင်မြူနီရဲ့ဖာဗယ်လိုဗစ်ကြတော့50လောက်တော့အသာလေးပေးရမယ်နောက်ဘိုင်ကရောင်းလို့ရောင်းထားနေတယ်ဆိုတော့ဒီဂျိုးဘယ်လင်ဂန်ကိုသဘောကျလား သူ့ကိုဖြစ်သူဂျူးပါလင်ကန်လို့ပုံစံဖြစ်ဖို့မျှော်လင့်ထားပေမဲ့ဒေါ်မန်ကအခုသူ့ရဲ့ attitude ကိုလည်းမကြိုက်ဘူးသူ့မိဘတွေကလည်းအရင်ဝင် swap ပတ်လို့ဆိုပြီးသူ့ကိုအောက်ထားတယ်ဆိုဘလို့ထင်လဲ United ပြည်သက်တီကိုမမဝင်အောင်မချက်ပေးကြပါအောင်ကျေးဇူးတင်ပါတယ်